ကတော့တင်ဆက်သူမဆန္နာပါဖြည့်ရမန်ဇလန်းကောင်းများနဲ့စိတ်ဝင်စားပွေမူကင်းဇလန်းကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ MNU ကျွချန်တွေကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်းကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်ကျွန်တော်အလုပ်သေးကို ဖုန်းတစ်ခုပြုံးစားကြည့်ဝင်လာတယ် ဖုံးကင်ထားတဲ့စေရေးမလေးကအရေးကြီးတယ်ဆရာလို့ဆိုတော့တရင်ရေးလက်စကိုရက်ပြီးစိတ်လုံရှားစွာနဲ့ဖုံးကိုလက်လွှဲကင်လိုက်တယ်။ဟုတ်ကဲ့ကိုမိုက်ပါခင်ဗျာအမေရှိပါ။အကိုကြီးလားကျွန်တော်စန့်ကြီးပါ။အမေဈေးရဲ့နောက်ဘက်မှာငကတ်အဖြုတ်ခံလိုက်ရလို့အခုအိမ်မှာကြောင်တောင်တောင်ဖြစ်နေတယ်။အကိုကြီးအမြန်ပြန်လာခဲ့ပါ။ဟမ်အမေငကတ်အဖြုတ်ခံရလို့အေးအေးအခုပဲငါလာခဲ့မယ်။ ကျွန်တော်ရင်ကစောစောကထပ်ပူပြီးအခုံမြန်လာတယ်။အမေငကအဖြုတ်ခံလိုက်ရလို့ဥကြောင်ကြောင်ဖြစ်နေသေးတယ်။ဖေယဖေယလူကိုရောဘာများအန်တီရဲ့ပြုတ်သွားသေးလဲမသိ။အမေကံကောင်းပါစီ။ဒီနောက်တော့အလောက်ကိစ္စများကိုတခြားလူများနဲ့အရေးပေါ်လွှဲအပ်ခဲ့ပြီးအင်ရှိယာတန်လျင်ကိုအမြန်ပြန်လာလိုက်သည်။ခီးလန်တျောက်မှာတောကများကြားမှာအမိအကြောင်းကို တွေးလိုက်ပြန်နေအမိကအသက်80ကျော်မဟုတ်စိုးမှာ အမေမှာ ပလဲကိုရွှေနဲ့ကုတ်ထားတဲ့ဘိုးဘွားအမွေအနှစ်ပလဲနှကတ်ကြီးတရန်ရှိတယ်။ဆွေမျိုးဆက်၃ဆက်လက်ပြောင်းရယူခဲ့တဲ့အမွေအနှစ်ပြည်စီကာလတန်ဖိုးအပြင်၅000ခန့်တော့တန်မိပလဲကအည်သွေးအလွန်ကောင်းတယ်လို့ရာဖြတ်တချို့ကပြောဘူးလေဒီပစ္စည်းကိုအမေအလွန်မျက်နှိုးလိုက်ဒီမှာမြည်သည့်အကြောင်းနဲ့အခက်ခဲရှိရှိပေါင်နှံခြင်းကိတ္တငါခြင်းလုံးဝမရှိဘူး ူကွယ်လွန်ခဲ့ရင်လေအခြေဆုံးချွေးမတော်၎င်းမိကုတ်တော်၎င်းလက်ဆင့်ကံအမွေပေးမယ်လို့မကြာခဏပြောလို့ရှိသည်အခုတော့အခုတော့ဖိုးမြေလမ်းမှတ်တိုင်ပါတယ်လို့ကားဆက်ပြာကလမ်းអော်လိုက်တော့မှကတုတ်တုတ်ဆင်းလိုက်ပြီးအိမ်ရှိရာကိုခြေဦးလှဲလိုက်သည်ခြံထဲကိုဝင်တဲ့အခါအိမ်ပေါ်မှာ လူတွေပြေးလူမကန်မြင်လိုက်ကြရတယ်အိမ်နီးနာချင်းများနဲ့တူရဲမှုတန်းတချို့လည်းတွေ့ရတယ် ကျွန်တော်ကအမေလိုလန့်ခေါ်တဲ့အခါအမေကမျက်ရည်လေးရွှဲနဲ့တတိယစပြုနေပြီဒူရဲအုပ်ကိုဝင်းနောင်က အမေတတိကောင်းစွာရလာတဲ့အခါမှမီးသမ ्या ကိုပြောခိုင်းနေတယ်အမေကနှစ်ထင်းနှစ်ဖက်ကိုနှိမ်ရင်မှမီးသမ ्या ကိုပြောပြနေတယ်လူဝဝခက်ရွယ်ရွယ်ပဲဈေးထဲမှာ အမေလက်ကိုဆွဲပြီး ကိုမိုင်းတို့အမေမဟုတ်လားတဲ့အမေကဟုတ်ပါတယ်လို့ပြောတော့အမေကျွန်တော်ကိုမမှတ်မိဘူးလားကျွန်တော်ကိုမိုင်းရဲ့အခြေဆုံးတငယ်ချင်းလေးဆိုပြီး ူ့နာမည် ကိုပြောပြတယ်။အမေတော့မိတ်သွားပြီ။ကိုတယောက်ကြီးတို့ကိုစံကြည်တို့ရော နေကောင်းကြတယ်မဟုတ်လားတဲ့။ကိုတယောက်ကြီးနဲ့ကိုစံကြည်ဆိုတာကကျွန်တော်အောက်ကညီမပါ။ပြီးတော့ကိုစိုးမြင့်ရောမိမရသွားပြီလားတဲ့။အမေကအားလုံးကောင်းကြပါတယ်လို့ပြောတော့အမေဘာလာဝဲတာလဲတဲ့။နိုးစီနဲ့တကြားကုန်နေလို့လာဝဲတာလို့ပြောလိုက်တော့လာအမေတဲ့။ဂျာရီကိုကျွန်တော်ဝဲပေးမယ်တဲ့။တငယ်ချင်းတွေလည်းမတွေ့တာကြားပြီး ကျွန်တော်လည်းသင်းမောဆိုင်တော့ခဏပြန်လာတာမကြသေးဘူးတငယ်ချင်းတွေကူစားအမေကြီးကိုပဲကုသိုလ်ပြုရမှာပဲဆိုပြီးအမေကိုဈေးရနောက်ကလက်ဖက်ရည်ဆိုင်တွေကိုလက်ဆွဲခေါ်သွားပါလိရောအမေကလည်းကိုသားတွေရဲ့တငယ်ချင်းဆိုတော့ယုံကြည်သွားတာပေါ့ကွဒါနဲ့သူကလက်ဖက်ရည်နှစ်ခွက်နဲ့မုံများမှာပြီး အမေကိုအားရပါရစားစမ်းမှာအမေတဲ့လက်ဖက်ရည်ပကံကိုလည်းသူကိုယ်တိုင်ထိုးပြီးအမေလည်းအာနာနာနဲ့ ။လက်ဖက်ရည်ကိုတော့တောက်လိုက်တယ်။မုံကိုတော့မစားခဲ့ပါဘူး။တောက်ပြီးတအောင်လဲနေရော အမေကောင်းနဲ့မူးနောက်နောက်ရီဝေဝေဖြစ်လာတယ်။အဲ့ဒီနောက်ပိုင်းသိတာတွေကဝေဝေဝါဝါပါပဲကွ။အမေကပြောရင်မောနေပါလေ။နားပါအောင်အမေ။အမောပြေမှာမေမှတ်မိသမျှကိုစဉ်းစားပြီးပြန်ပြောတာပေါ့။ဒူရဲအုပ်ကိုဝင်းနောင်က အမေကိုအားပေးစကားဆိုပြီးနားဆွဲနေတယ်။အမေကတမ်းမရသေးကိုရှူပေါ်လိုက်ပြီး"အင်း အဲ့ဒီနောက်တနေရပဲဘယ်နေရာဆိုတော့မသိတော့ဘူးခေါ်သွားကြတယ်သူတို့နဲ့ပါလာတဲ့အဖေယောက်ျားတယောက်နဲ့အမျိုးသမီးချောချောတူကအမေကိုနိုးစီတပူနဲ့တကြားတထုပ်ယူလာပြီးပြုံးပြုံးရွှင်ရွှင်နဲ့ပြီးကြတယ်လူဝဝကအမေနာကိုဂိုင်းကြည့်တယ်နောက်ပိုင်းအမေမမှတ်မိတော့ဘူးအမေကစကားဆုံးတော့ညီငယ်ရဲ့ရင်ခွေမှာမိရင်းနဲ့မှိတ်နေတယ်ရင်ထဲမှာအခမ်းရခတ်လိုက်တာ တန်လင်းရင်မှာကျွန်တော်တို့နေလာဒီမှာနှစ်ပေါင်း40ကျော်ပါပြီဒီအဖြစ်မျိုးတခါမှ မကြုံဘူးပါအမေကြောင့်မှကြုံရတာကိုမြင်ရတဲ့အခါရင်ထဲမှာဒေါသကလိတ်တန်လာတယ်ဒီကအမကြီးကနောက်ဆုံးအချိန်လေးကိုမြင်ရတဲ့အမကြီးနော်အမီးကဘလို့ခေါ်ပါတလဲခမညာမအီးတင်ပါစရာမအီးတင်ကဘယ်ရောက်ကွက်မှာနေပါတလဲခမညာကျမကဟိုဘက်မြို့မတောင်ရောက်ကွက်မှာပါအမမြင်တွေ့ခဲ့ရပုံလေးပြောပြပါအောင်ခမညာ ဒီအမေကြီးပေါ်တော့လူချင်းတော့မရင်းနှီးပါအောင်ရှင်ဒါပေမဲ့ဈေးကိုနေစဉ်လိုလိုလာနေတော့ဈေးထဲမှာမြင်ဘူးနေလို့ပါပြီးတော့ထမ်းမင်ကုန်းကနေကျမတို့အရက်ကိုဖြတ်ပြီးအသွားပြန်လုံနေတော့မကြခဏလေးမြင်ဘူးနေလို့ပါဒီနေ့မနက်9နိုင်ခွဲလောက်ကျမဈေးက အပြန်မှာဈေးရဲ့နောက်ဘက်ကိုကိုပင်အောက်ကအကြော်တဲဟောင်းပေါ်မှာဒီအမေကြီးငုတ်တုတ်ထိုင်ပြီးမလုံမရှက်နဲ့တနေရာကိုငိုင်းကြည့်နေတာကိုမတင်ကဘွယ်တွေ့ရပါတယ် ကျမလည်းအတီးတောင်းနဲ့ရက်ပြီးစကားပြောရင်ကအကဲခတ်ကြည့်နေတော့လေဒီအတိုင်းမှာပဲဒါနဲ့နေမြမကောင်းလို့အကူညီမြလို့နေသလားဆိုပြီးကူညီချင်စိတ်နဲ့အမေကြီးဘာလို့ငိုင်းနေတာလဲလို့ကင်လှုပ်ပြီးမေးလဲမေးလိုက်ရောအမလေးလိုလန့်អော်ပြီးတတိယလာပါတယ်ဒီနောက်တော့သူနှစ်ရွက်နှစ်ဖက်ကိုစန့်ကြည့်ပြီးငါနှက်ကမရှိတော့ဘူးမရှိတော့ဘူးဆိုပြီးငိုပါလျော့ရှင်ကျမလည်းလန့်သွားပြီးနီးရခရီးသွားများကိုလန့်အကူညီတောင်းလို့ ီရဲ့အယောက်မင်းမြန်ပြီးတော့ပို့ပေးရတာပါ။ဒူရဲအုပ်ကအမျိုးသမီးရဲ့မျက်နှာကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးအကဲခတ်ကရေးမှန်နေတဲ့လူတချို့ကသူမကိုကြည့်ပြီးတီတိုးဝေဖန်နေကြတယ်။အမျိုးသမီးခမောက်ဝိုင်းကြည့်နေကြတယ်။မျက်လုံးများရှေးမောက်မှာကရုံကရင်ဖြစ်နေကြတယ်။ကဲကိုမိုင်းကျွန်တော်တို့လည်းအတတ်နိုင်ဆုံးစူးစမ်းဖော်ထုတ်မယ်ဗျာ။ကိုမိုင်းတို့ဘက်ကလည်းနားမျက်စိဖွင့်ကြပြီးတော့ကူညီပါ။ ခမားလဲအားရင်စကန်းကိုမကြမကြဝင်ခဲ့ပါဦး။ကဲကျွန်တော်တို့သွားလိုက်ပါဦးမယ်။သူတို့ထွက်သွားတော့မှ အမေကရှိုက်ကြီးတငယ်ငူတွေကျွန်တော်တို့ကအမေကိုအားမငယ်ရန်နဲ့ဒီပစ္စည်းပြန်မရသည့်တိုင်ဒီပုံစံတိုင်အမေကိုအစားပြန်ဝယ်ပေးမယ်လို့ကျွန်တော်တို့နှစ်သိမ့်လဲရတယ်။အမေကပစ္စည်းကိုမမမောပေမဲ့ဘိုးဘွားအမွေနေ့ဖြစ်၍နှမျောလာကြောင်းပြောရင် အမေအိတ်ချင်တယ်လို့ပြောကအိတ်ရောက်ပေါ်မှာမကြခင်အိတ်ပြောသွားတယ်။ သုံးလခန့်ကြာတဲ့အထိဒိုအမှုရဲ့တဲလွန်စာကိုရှာမရခဲ့တငယ်ချင်းဒူးလုံကြုံရေးမှုကလည်းစူးစားပြီးဖော်ထုတ်ရှာရည်လူစိုးမှတ်တမ်းများကိုလှန်ရှာရည်ကားတွေတော့တွေ့ရည်ဖောက်ထွင်းသမားတွေရာဇဝင်အကြောင်းရှိရည်သို့တော်လည်းယခုအမှုမျိုးဒီမှာမတွေ့ကြုံရသည်နေထိုင်အဖွဲ့များကလည်းစုံစမ်းလို့ရသည်မြစူးစားစုံစမ်းကြရည်သို့တော်လည်းခြေရာကပျောက်နေရည်မဟုတ်မလွဲ့ရောနှက်ကြော်လက်ချက်နေမှာပဲဆရာဝန် ဒီလိုပဲကျွန်တော်တို့လည်းကောက်ချက်ချနေရကိုမိုင်းဒါပေမဲ့လောက်ပုံကအကွက်စိတ်တွေဗျကျွန်တော်တို့ရန်ကုန်တိုင်းကနီးရရဲစခန်းများကိုလည်းလှန့်ဆက်တွေထားပါတယ်သူရင်တော့ကိုမိုင်းကိုပြောပါမယ်ကျွန်တော်တို့ကိုဝင်းအောင်ထန်းကပြန်လာတဲ့အခါဒီကိစ္စကိုကိုကရောဘယ်လိုစုံစမ်းထောင်လိုက်ရင် ကောက်မလဲဆိုတာစဉ်းစားကြည့်တယ်ကျွန်တော်နဲ့ဒူရဲအုပ်ကိုဝင်းအောင်တို့တွေးခေါ်တဲ့အတိုင်းဒီကိစ္စကဓာတ်တိလူရင်းလိုဟာမျိုးကပါနိုင်ပွဲရှိတယ် ဒင်းတို့ကကျွန်တော်တို့ညီအကိုသားချင်းများအကြောင်းခေစေတွင်ကြနေပါ ပြောတော်နိုင်တာကိုချင့်ပြီးသိနိုင်နေဒီတော့ဒီအမှုလမ်းကြောင်းမှာကျွန်တော်ပဝင်းချင်းကလူတယောက်ပါနိုင်နေကျွန်တော်တို့ဝိုင်းဝန်းဖော်ထုတ်နိုင်မှုစူးစမ်းကြည့်ပေမယ်ပဝင်းချင်းမှာမတင်ကားစရာဆိုလို့တဥ့မှမတွေ့ရအမေဖြစ်ကိုနောက်ဆုံးတွေ့မြင်ခဲ့တဲ့မအေးတင့်အကြောင်းကိုကျွန်တော်တို့ခြေရာခံကြည့်တဲ့အခါတို့ထောင်ချောက်တစ်ခုစီရင်ကောင်းမယ်နဲ့တူတယ်ကွာ တနေ့ညညီအကိုသားချင်းများစုံခိုက်ကျွန်တော်ကစကားတခွန်းကိုပြောလိုက်တယ်။ညီများကဘလို့လှုပ်ချင်လဲလို့မေးကြတယ်။ကျွန်တော်ကအစီအစဉ်ကိုပြောလိုက်တယ်။အကိုကြီးရဲ့အစီအစဉ်ကအချိန်သိပ်ပေးရတယ်။လူကလည်းအပင်ပန်းခံနိုင်မှာနော်။အေးပေါ့ကွာငါနဲ့သတင်းတောက်ပါ။တပတ်တလန်းကရဲဖွဲ့ကိုကူညီတဲ့အနေနဲ့ရောအမှုအမြန်ပေါ်ပေါ်ရေးအတွက်စူးစမ်းကြည့်ကြင်လို့ပါ။ ီလိုနဲ့အားလုံးကခေါင်းငိမ့်ကြတော့များမကြမီမှာပဲရွှေနှကြသားနီးပါးခန့်ကုတ်ထားတဲ့ပလဲနှကကြီးတစ်ခုကိုဝယ်ယူကအမေညမဒေါ်လာကြီးကိုပန်းပေးလိုက်တဲ့ဒေါ်ကြီးဒေါ်လာကြီးကအမေအောင်နှစ်နှစ်ငယ်တဲ့ပိန်ပိန်ခါကင်ကင်ဒါပေမဲ့လူကြီးလေတဲ့သူအမပြစီအခုလိုအလင်းခံလိုက်ကြတော့အတော်ခံပြင်းနေတဲ့သူဖြစ်တဲ့ဒါနဲ့ကျွန်တော်တို့ရဲ့အစီအစဉ်ကိုပြောပြရခါစိတ်ချငါတူရေဒီကောင်တွေကိုငါကိုယ်တိုင် လက်ရဖမ်းပြီးတော့ ရဲစခန်းကိုအပ်ပြမယ်ဟေကြည့်နေလှကြည့်တဲ့စေလုံးကြီးသူဟေအတော်ကြီးဒေါ်လာကြီးကအသက်ကြီးမှအေယာမပလဲနှက်ကြီးကိုပန်းခွင်းရတော့အတော်ကိုပြောနေတယ်အတိမိတ်ဆွေများကလည်းတန်အန်တောဖြစ်ကုန်ကြတယ်ဒေါ်လာကြီးကြီးထိပေါက်ပြီးနေတူတယ်လို့ဆိုကြတယ်ပိုပြီးလဲအေးတယူရှိလာကြတယ်အတော်ကြီးကလည်းပလဲနှက်ကြီးရတဲ့အချိန်ကစပြီးမြို့မဇေးကြီးကိုအမေကိုစားမနက်တိုင်းဇေးဝယ်ထွက်လို့ရှိတယ် တစည်းလုံးရှိမုံဟင်းကားဆိုင်များအတုပ်ဆိုင်များကိုလှည့်ပြီးဝင်းဝင်းစားရင်းကြွားလုံးအမျိုးမျိုးကိုထုတ်ခေါသူပစ္စည်းဘေးရီရှိကြောင်းရွှေအလေးချိန်ဘလောက်သားရှိကြောင်းအာပေါင်းအရင်တန်တန်နဲ့ပြောလို့ရှိရာတချို့ကမျက်မြင်ကျော်ကပ်လာကြတယ်တော်တော်လေအတော်ကြီးရဲ့နောက်ကွယ်မှာကျွန်တော်တို့ရှဲလို့ရှိနေတာကိုတော့ဘယ်သူမှမယိမ်မိကြ။ဒီနေ့တော့အတော်ကြီးဆွဲခြင်းနဲ့ကြက်သားဆိုင်မှာကြက်သားဝယ်ပြီးအထွက်မှာ ်အသက်30ခန်းရှိ အသားပြူပြူကိုလုံးကိုပေါလှလာမျက်နာသွဲသွဲတပင်ကောက်ကောက်နဲ့အမျိုးသမီးတူရေမွေးနှမ်းကလေးဂျိုင်းလို့ပတ်စံအိတ်ကြီးကြီးတစ်ခုကိုလည်းဂျိုင်းချမှာ ဟန်နဲ့ပန်နဲ့ညှက်ထားရိသူမကဒေါ်ကြီးလာကြီးနောက်ကကတ်လိုက်ရင်အန်တီအန်တီကအန်တီဒေါ်မြကြီးရဲ့ညီမမဟုတ်လားအေးဟုတ်တယ်သူမကဘာတူလဲကျမအေးအေးမလေးအန်တီရဲ့မမမိတော့ဘူးလား ိုတယောက်ကြည့်မိမခင်ရွက်တူရဲ့ရောင်းမလေအော်ခင်ရွက်တူရဲ့ရောင်းမလားရေတေးတေးပဲဟေးအခုညီကဘယ်မှာနေလို့တော့ပဇွန်တောင်မှနေတဲ့အန်တီရဲ့မနေ့ကလေးကခင်ရွက်တူတို့အိမ်ကိုလာလေတာညကစကားဆက်ပြီးတော့အန်တီအမပြစီဖြုတ်ခံရတယ်ကြားလို့ပြန်ရော့ရရလားအန်တီရဲ့မရသေးပါဘူးအေးလာအန်တီဒီလိုလှုပ်ရှားတဲ့လူတွေရဲ့အကြောင်းကို ကျမမျိုးသားကအတော်သိတယ်သူကဒီဘက်မှာလုံနေတာအန်တီရဲ့ ဒီကိစ္စကျမတဲလွန်စာပေးလိုက်မယ်။လာလက်ဖက်ရည်ဆိုင်ခဏထိုင်ရင်းနဲ့ပြောရအောင်။ညီကဒီကောင်တွေအကြောင်းကိုသိတယ်ဟုတ်လား။ဒေါ်ကြီးလာကြီးကစိတ်ဝင်စားသွားပြီးသူမနာကိုတိုးကပ်သွားရင်။လိုက်မှသာလိုက်ခဲ့စမ်းမအန်တီရေဒီလိုလူကြားထဲမှာမပြောကောင်းလို့ပါ။ဒီလိုနဲ့ဒေါ်ကြီးလာကြီးသူမနောက်ကိုကောက်ကောက်ပါအောင်လိုက်သွားရင်ပြီးနောက်တော့နှစ်ဦးသားဈေးအနောက်ဘက်လက်ဖက်ရည်ဆိုင်ကိုတန်းဝင်သွားရင် ဆိုင်မာထိုင်ပြီးတော့အမျိုးသမီးကလက်ဖက်ရည်နှစ်ခွပ်မှားလိုက်တယ်။မုံများချပြီးရန်လေလှမ်းអော်လိုက်တယ်။အမျိုးသမီးကလက်ဖက်ရည်ခွက်ကိုအတန်ကြာဂိုင်းပြီးစကားများအဆက်မပြတ်ပြောပြီးနောက်ဗကန်ကိုဒေါ်ကြီးရှိကိုချပြီးလိုက်တယ်။မျက်နာကိုရှိကိုဂိုင်းရင်မှလေတူ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 နဲ့ပြောနေတယ်။ဒေါ်လာကြီးကလည်းအန်អော်လိုက်ဗဇက်ဟောင်းသားဖြစ်လိုက်မျက်မှောင်ကျုပ်ပြီးစဉ်းစားလိုက်ခေါင်းငိမ့်လိုက်လို့ရင်လက်ဖက်ရည်ကိုငုံငုံပြီးယူတော့တယ်။ ဇေမီနေခန့်ကြတဲ့အခါအမျိုးသမီးကဒေါ်ကြီးလက်ကိုဆွဲပြီးထွက်လာ၏ဈေးရနောက်ဖက်လမ်းအတိုင်းရှေးတူရူကိုခေါ်ချသွား၏ဒါကိုခက်လန်းလန်းမှရှေးတူလိုက်ကြည့်နေတဲ့ကျွန်တော်တို့ညီအကိုကသိ၏သူတို့ထွက်တာနဲ့အချင်းချင်းအထာနဲ့အချက်ပြကလူစုခွဲပြီးနောက်ရောက်ကန်လိုက်လာကြ၏ကျွန်တော်ကစိုက်တဆိုင်ကိုလမ်းဝင်လိုက်ပြီးရဲစခန်းကိုဖုံးဆက်ခေါဖြစ်စဉ်ကိုပြောပြလိုက်ပြီးလိုက်လာကြပါရန်အကြောင်းကြားလိုက်သည် သူတို့ရှိကသွားနေပုံကခေါမှုနေတဲ့မိခင်ကြီးကိုတမီးလောက်သူကဖေးမတွဲခေါ်ပြီးသွားနေတဲ့ဟန်ပန်မျိုးအမျိုးသမီးကဒေါ်ကြီးရဲ့ဆွဲချင်းကိုပါကူဆွဲပြီးဒေါ်ကြီးချိန်ချာမှလက်ရှုပ်ပြီးကလာဖျားချောင်းပြက်ရှိရာကိုဥတီခေါ်သွားတာကိုတွေ့ရတယ်။သူတို့တိုက်ပြက်လမ်းကြားကိုရောက်တဲ့အခါအင်ဂျီအဖြူလဲကရုံးဝစ်ထားတဲ့လူဝတန်တန်နှစ်ဦးကလမ်းကျုပ်ဖေးမပြီးအဒေါ်ကြီးကိုခက်ခွက်ခွဲအုတ်ခုံမော်ကို ထိုင်ခိုင်းကဂျားညက်ဝိုင်းလိုက်ကြတယ်။ ကျွန်တော်တို့ကလေသူတို့မရိမ့်မိအောင်တမြင်သာသာကလိုက်လာရင်꽌ပြီးတော့ချောင်းနေရသည်ဘာလို့လဲဆိုတော့ဒီကောင်တွေကအလုတ်တခုကိုဇောက်ချပြီးကြံလျင်အလုတ်ကြံခံရမဲ့သူရဲ့အတိုင်းဝိုင်းကိုကြိုတင်လေးလာထားနိုင်တာကြောင့်မဒီနောက်တော့ကျွန်တော်ကကိုကိုပင်ကို꽌ပြီးလောအိတ်ထဲမှာမှန်ပြောင်းကိုထုတ်ယူကအနီးကပ်ဆွဲကြည့်လိုက်သည် ျွန်တော်မြင်ရတဲ့မြင်ကွင်းကခဝဝမျက်နှာဝိုင်းဝိုင်းနဲ့လူကအတော်ကြီးနေရွက်ကိုပုတ်ပြီးပလဲနကတ်ကြီးကိုတွက်လက်စွာနေဖြုတ်ယူလိုက်တဲ့ပြီးတဲ့နောက်တခြားနကတ်နောင်မတိရတာက ကြီးနကတ်တီအန်ကိုပန်ပြီးကရည်တလူမောတလူစကားပြောလိုက်သေးတယ်ဖြုတ်ယူလိုက်နကတ်ကိုလည်းဇကုတီရွက်နဲ့ထုတ်ပြီးသူ့ရှက်အင်းကြီးအိတ်ထဲကိုထည့်လိုက်တဲ့ အတော်ကြီးကသူတို့လှုပ်သည်မြောက်ဘာမှမသိသလိုငြိမ်ပြီးခံနေတာကိုမြင်ရသည်ကိစ္စဝိစများပြီးတော်ရီခေါသူတို့တုံးဥလူစုခွဲပြီးထွက်သွားကြသည်အတော်ကြီးဒေါ်လာကြီးကဆွဲချင်းကြီးကိုစိုက်ကြည့်ရင်ငိုင်ပြီးကြံရခဲ့သည်နောင်ကြီးမိကျိပိုင်ခဏလောက်ပြကျွန်တော်ကထိုလူဝဝလာတဲ့လမ်းကပိတ်ပြီးရရင်စီကရက်ကိုဂိုင်က ခတ်တီတီနဲ့မိကျိတောင်းလိုက်သည်သူတို့ကလန့်ပြန်ပြီးမော့ကြည့်ရင် မမပါပါဘူးခမဒါဖြင့်ဘာပါတလဲဗျာသူကြောင်သွားစေမှာပဲဒူးလုံကြုံရေးမှုကိုဝင်းနောင်နဲ့အရက်လူကြီးများကပတ်ဝိုင်းလိုက်ပြီး သူ့အင်ကြီးအိတ်ထဲကိုရှာဖွေလိုက်တဲ့အာလုံတွေ့ရတဲ့ဖြူဤပြီးဝင်းလက်နေတဲ့ရွှေကုတ်ထားတဲ့ပလဲနက်ကကြီးတရံသူလှုပ်လှုပ်ရှားရှားကြံလိုက်စင်မှာပဲရဲသားတအူးက သူ့လက်ကောက်ဝဲကိုတမဏိလက်ထိန်နဲ့ကောက်ခတ်လိုက်တဲ့ခမရတို့ဒါဘာလုပ်တာလဲ ဒါဒါကြောက်ပြစီဗျဒီမာရင်ဒူရဲအုပ်ဝင်းနောင်က သူ့ပခုံးကို ပုတ်ပြီးမကြောက်ပါနဲ့ကွာမင်းတယောက်တည်းမဟုတ်ပါဘူးဟိုမှာအဖော်တွေလည်းပါပါသေးတယ်ထို့သူပြောရင်လည်းလမ်းညို့ထို့ပြလိုက်ရခမရမပို့ပြီးတော့မျက်နှာပြတ်သွားတယ်သူတွေ့ရတာကနေထင်းကိုဟန်တင်တို့အဖွဲကခေါ်လာတဲ့အမျိုးသမီးချောချောနဲ့လူတဲဦးတန်နီသူနဲ့ကြံရပါများဖြစ်နေတာကြောင့်မင်းနာမည်က ကျွန်တော်နာမည်စိန်ဝင်းပါဆရာလက်ဖက်ရည်စိန်ဝင်းမဟုတ်လားခမဒူးလုံးကြုံရေးမှုရဲ့စကားကြောင့်လေကတုံးနဲ့လူဝါကအလွန်အံ့ဩသွားပြီးကွန်ဝင်းတော်ကပြုံးရမှလက်ဖက်ရည်စိန်ဝင်းဆိုတာတာဂေတရက်ွက်တကူကနမဲကြီးအကြံဖန်ဖိုးထွန်တီးပေးကွာလက်ဖက်ရည်တွေကိုထုံထိုက်မှုရည်စည်းတွေခတ်ပြီးပြည့်စည်ဖြုတ်နေတာကြာလာပြီးဥစ္စာမင်းနဲ့ပါရီဒီကောင်ကဘရိဒါအံ့ဖွယ်ခါပဲ ဟိုအမျိုးသမီးကနှစ်ပင်လင်ခင်ဝင်းနဲ့ပွဲစားရောင်ရောင်ဘာရောင်ရောင်နဲ့နဲလဲလိန်နဲ့မိမမင်းတို့ကြောင့်ကိုငါတို့စုံစမ်းလို့ရခဲ့ပြီမေလက်ပူလက်ကြက်မမီသေးတော့ဘာမှလုံးလို့မရခဲ့ဘူးအခုမှသတင်းထောက်ကိုမရဲ့အစီအစဉ်ကောင်းမှုကြောင့်အလုံးကွက်တိနဲ့မိတော့တာပဲမင်းဘာငင်းချင်သေးလဲစိန်ဝင်မငင်းချင်တော့ပါဦးဆရာကြီးကျွန်တော်တို့လုံးမိပါတယ်လွန်ခဲ့တဲ့၃လလောက်ကဒီမြို့မှာပဲပလဲနှက်ကဖြုတ်တာကရောကွာ အဲ့ဒါကကျွန်တော်မဟုတ်ဘူးဆရာဟာမင်းကအခုချိန်ထိဘူးခွဲ့ခြင်းနေသေးတကူဆရာဟန်တီနှစ်ပင်လင်ခင်းဝင်းကိုခေါ်ခဲ့လိုက်ပါဗျာမကြခင်မှာရဲအမျိုးသမီးတအူးနဲ့အတူမခင်ဝင်းရောက်လာတယ်အမျိုးသမီးကတရှုံရှုံငိုရင်းကဲခင်းဝင်းအရင်တခါလောက်တာဘသူလဲဆိုတာပြောပြလိုက်ပါအောင်ဟာကျမနဲ့သူတို့နှစ်ဦးစလုံးမှာပဲဆရာ ဒီအလောက်ကိုလောက်ဖို့ဘယ်လိုစီစဉ်ခဲ့ကြလဲဆိုတာရှင်းပြပါအောင်ဒေါခင်ဝင်းရဲ့ကျမတို့ပစ္စည်းဖြုတ်မယ်လို့ကြံစီရင်ပစ္စည်းရှိတဲ့တက်ကြီးရွယ်ဦးများကိုပြစ်မှတ်ထားပါလိမ့်စီဟာအမဲကောင်ကိုတွေ့ပြီးဆိုရင် သူ့ရဲ့အတိုင်းဝိုင်းမိသားစုအကြောင်းကိုဂါဂနာနာလေးလာရပါတယ်ဒါမှအယုံသွင်းရမှာလွယ်ကူပြီးလုံးလုံးကင်လို့အဆင်ပြေပါတယ်ပိုင်ပြီးဆိုမှ ကိုလုံးရမယ့်လူကိုလက်ဖက်ရည်ဆိုင်ထဲခေါ်ပြီးလက်ဖက်ရည်ထဲမှာစိတ်ကြောင်စေးမုံကို အလေးအငိုက်မှာထဲ့တိုက်ပြီးလူရှင်းတဲ့နေရာကို ခေါ်သွားပြီးတော့လူကျင်တဲ့ပြည်စည်းကိုရအောင်ယူကြပါလေ။အဲ့ဒီကိစ္စတိုင်းကိုဥဆောင်စီမံတော့သူကိုစိန်ဝင်းမှာကျမတို့ကတော့သူညွန်ကြားတဲ့အတိုင်းအကောင့်ထည့်ဖို့ရပါလိမ့်စရာ။နှစ်ပင်လိန်ခင်ဝင်းရေစကားဆုံးသွားတဲ့ကောင်စိန်ဝင်းမှာဇန်းငိုက်ကြသွားရင်မင်းတို့အံ့ဩစရာကောင်းတာတခုကိုငါပြောပြချင်တယ်စိန်ဝင်း။ ဒူရဲအုပ်ကိုဝင်းနောင်ကမေးစီကိုပို့ရင်သူတို့ကိုစိုက်ကြည့်ပြီးပြောလိုက်တော့စိန်ဝင်းတို့တုံဦးစလုံးခေါင်းမော့ပြီးအာယုံစိုက်လိုက်ကြ ರಿ ။ဘာဘာများလေစရာ။မင်းတို့အခုဖြုတ်လာလိုက်တဲ့ဒေါ်လာကြီးရဲ့ပလဲနကတ်ကြီးကအစ်စ်မဟုတ်ဘူးကွာအတူကြီး။ဗျာလူလေသုံးယောက်ရဲ့မျက်နှာများကသူစကားကိုကြားရတဲ့အခါအလွန်အံ့ဩသွားခဲ့ကြပြီးကြောင်မျက်နှာတယောက်ကြီးကစိတ်ဓာတ်များပူကြသွားတယ်။ မင်းတို့လိုစားနေကြကြောင်ပါတွေလောဘသားတွေဟာလာနေကြလမ်းက နေဒီလိုအလွဲတကူအရသာရှိတဲ့အစားစာကိုတနေ့လာစားအောင်မှာပဲဆိုတာကိုသိလို့ထောင်ချောက်ဆင်းလိုက်တာပဲတို့မြတွတ်ဆထားတဲ့အတိုင်းပဲထောင်ချောက်ထဲကိုတန်းဝင်လာတော့ဂိုင်းအချုပ်ထဲမှာအေးစစ်စစ်အနားယူလိုက်ကြပါအောင်ကွာနောက်ပိုင်းကျတော့ဒီထက်အစင်းမြင်းတဲ့နေရာကိုပို့ပေးပါမယ်နော်စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ် ။ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။